ီးချိုယောဂရှိသူတွေရှောင်းသင်းတဲ့အသီးခွန်းမျိုးအားလုံးပဲမင်္ဂလာပါ Dan Medical Mistake Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စီးချိုဖြစ်နေတဲ့သူတွေရှောင်းသင်းတဲ့အသီးခွန်းမျိုးအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်အသီးတွေမှာပါတဲ့တကြားဓာတ်ကတွေးတွင်းတကြားဓာတ်နဲ့အင်ဆူလင်ပမာဏကိုတက်ရောက်မှုမရှိဘူးလို့လူအများစုကထင်တတ်ကြပါတယ်အဲ့ဒါကတကယ်တော့မမှန်ပါဘူးစီးချိုဖြစ်နေတဲ့ခန္ဓာကိုယ်မှာ အသဲနဲ့မုံချိုအိတ်တို့ကတကြားဘယ်ကလာလဲဆိုတာမသိပါဘူးဘီစက်ကေအာလူးကျော်ငပြောသည်စပြည့်သည်ဘယ်ကလာလားသင်္ခနာကိုကတကြားတွေအများကြီးဝင်လာတယ်ဆိုတာကိုပဲသိတာပါဒီတကြားတွေကိုခနာကိုထဲမှာအသုံးချဖို့အတွက်အင်ဆူလင်တွေအများကြီးထုတ်ပေးရပါတော့တယ်အကျိုးဆက်အနေနဲ့တော့သွေးတွင်းတကြားတက်တဲ့အင်ဆူလင်ပမာဏများလာပြီးရောင်ရမ်းမှုတွေကိုပိုဆိုးစေပါတယ် ဒါကြောင့်ဒီလိုမဖြစ်ရအောင် စီးချိုသမားတွေအနေနဲ့ရှောင်ရှားသင့်တဲ့အသီးခွန်မျိုးအကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်။အသီးတွေကမကောင်းဘူးလို့တော့ဆိုလိုတာမဟုတ်ပါဘူး။သင့်မှာစီးချိုရှိတယ်ဆိုရင် အချိုအထက်နည်းတဲ့အသီးတွေကိုတော့စားပေးလို့ရပါတယ်။ကဲဒါဆိုရင် စီးချိုသမားတွေရှောင်သင့်တဲ့အသီးခွန်မျိုးကိုစပြောပြပါမယ်။နံပါတ်1ငပြောသည်ငပြောသည်ဟာတကြားဓာတ်တွေပြေးဝနေတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့်ငါပြောသည်စားပြီးရင်တွေးတွင်းတကြားတက်ကိုတက်စေလို့စီးကြိုတမားတွေအနေနဲ့စီးကြိုမထိန်နိုင်တဲ့အခြေအနေမျိုးမှာငါပြောသည်ကိုရှောင်သိမ့်ပါတယ်။ငါပြောသည်မှာပိုတက်ဆီယမ်ဓာတ်တွေပြည့်နေတယ်ဆိုပေမဲ့ထောပတ်သီးနဲ့အစိမ်းရှင်းရောင်ဟင်းသီးဟင်းရွက်တွေမှာငါပြောသည်ထက်ပိုတက်ဆီယမ်ပမာဏပိုများပါတယ်။ဒါကြောင့်စီးကြိုရှိသူတွေအနေနဲ့ဖြစ်နိုင်ရင်ငါပြောသည်ကိုရှောင်သိမ့်ပါတယ်။နံပါတ်2စပြည့်သည် လွန်ခဲ့တဲ့နှစ်ပေါင်းတရာအတွင်းမှာစပြည့်တီးတွေကိုအစိမ့်မရှိအောင်ပို့ပြီးချိုလာအောင်နီလန်းမျိုးစုံတုံးပြီးပြုပြင် စိုက်ပျိုးခဲ့ကြပါတယ်။ဒါကြောင့်စပြည့်တီးအစိုးရအချောက်ရောမှာသကြားအရန်များလို့စည်းကြိုရှိတဲ့သူတွေရှောင်ရှားသင့်ပါတယ်။အကယ်၍စည်းကြိုသမားတွေအနေနဲ့စပြည့်တီးစားခြင်းရင်အချိုတတ်နည်းတဲ့အမျိုးအစားကိုရွေးချယ်စားသုံးသင့်ပါတယ်။နံပါတ်3 Cherry Tea Cherry Tea ကလည်းစပြည့်တီးလိုပဲနှစ်ပေါင်းရာချီအောင်ပြုပြင်စိုက်ပျိုးလာခဲ့လို့ ကြားဓာတ်တွေပြည့်နေတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ဒါကြောင့်စီဂျိုသမားတွေအနေနဲ့ချိုလွန်သော cherry သီးတွေကိုစားမိရင်တွေးတွင်းတခြားဓာတ်တက်စေနိုင်တဲ့အတွက်အထူးသတိထားသင့်ပါတယ်။စီဂျိုရှိသူတွေအနေနဲ့ cherry သီးစီကရှားနိုင်တဲ့ဗီတာမင်တွေသတ္တုဓာတ်တွေကိုကျန်းမာရေးနဲ့ပိုညီညွတ်တဲ့တခြားကာဘိုဟိုက်ဒရိတ်အရင်းအမြစ်တွေဟီသီးဟင်းရွက်နဲ့အချိုဓာတ်နည်းသောသီးသီးဝလံတွေမှရရှိနိုင်ပါတယ်။ဒါကြောင့်အတက်နိုင်ဆုံးချိုလွန်တဲ့ cherry သီးတွေကိုရှောင်ပါ။ နံပါတ်၄တင်မော်သည်လွန်ခဲ့တဲ့နှစ်ပေါင်း9000တောင်းလောက်တုန်းကကဘာပေါ်ကလူတွေကတင်မော်သည်ကိုမမြင်ဘူးခဲကြပါဘူးအခုဆိုရင်တော့အသီးဆိုင်တိုင်းမှာတွေ့ရလို့ကျမ်းမာရေးနဲ့ညီညွတ်တယ်လို့တော့ပြောလို့မရတော့ပါဘူးတင်မော်သည်ကစီဂျိုသမားတွေအတွက်တရားပါဝင်မှုများလွန်ပါတယ်အရသာကောင်းပေမဲ့စားလိုက်တာနဲ့တွေးတွင်းတရားပမာဏထိုးတက်သွားနိုင်ပြီးအကျိုးဆက်ကျမ်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်စီဂျိုသမားတွေအနေနဲ့ အချို့တက်အရန်များတဲ့သင်္ဘောတီးတွေကို အတက်နိုင်ဆုံးရှောင်ဖို့အကြံပြုပါတယ်။နံပါတ်9နာနတ်သီးနာနတ်သီးရဲ့အနံအရသာကဘာနဲ့မှမရှင်နိုင်အောင် ကောင်းနေပြီးဗီတာမင်တွေကျွေဝပေမဲ့လကြားထက်ပါဝင်မှုကအရန်များပါတယ်။ဈေးကျော်ရှိသူတွေနာနတ်သီးစားမရင်တွေးတွင်းသကြားဓာတ်နဲ့အင်ဆူလင်ထိုးတက်သွားနိုင်ပြီးအင်ဆူလင်ထုတ်ပေးတဲ့မုန်းချိုအိတ်ကိုအလို့ပိုတွေလှုပ်စီပြီးဝင်ပြီးဈေးပါတယ်။ ကြာလာတဲ့အခါမုံချိုအေးရဲ့အလုတ်လုံနိုင်စွမ်းကြာစင်းလာက စီဂျိုကိုမထိန်နိုင်တော့တဲ့အခြေအနေကိုရောက်စေနိုင်ပါတယ်။ဒါကြောင့်စီဂျိုသမားတွေအနေနဲ့အချိုထက်များလွန်းတဲ့နန်းနက်သီးတွေကိုအတက်နိုင်ဆုံးခြောင်ကြဖို့အကြံပြုပါတယ်။နံပါတ်6ဖရဲတခွားမျိုးစိတ်အသီးများဖရဲတခွားမျိုးစိတ်အသီးဆိုတာကတော့ဖရဲသီးတခွားသီးဖယုံသီးစားတဲ့အသီးတွေဖြစ်ပါတယ်။ဒီအသီးတွေကအရသာကောင်းပြီးဗီတာမင်းနဲ့တတုဓာတ်တွေကျွဲဝပေမဲ့ ကာဘိုဟိုက်ဒရိတ်နဲ့တခြားဓာတ်အရန်များတဲ့အတွက်ဇီဂျိုရှိသူတွေအနေနဲ့ရန်ဖန်ရန်ခါပဲစားသုံးသင့်ပါတယ်။နံပါတ်9မမွန်သည်မမွန်သည်မှမဲ့လေးတစ်လုံးဟာအရန်ကိုမှွေပြီးအရသာကောင်းနေပေမဲ့စားလိုက်မိရင်တော့တင်းသွေးတွင်တခြားဓာတ်ကိုထိမ့်မနိုင်တိတ်မရတက်သွားဈေးနိုင်မှာပါ။ဇီဂျိုတမားတစ်ယောက်အတွက်မမွန်သည်စားလို့တက်သွားတဲ့သွေးတွင်တခြားပမာဏနဲ့မမွန်သည်ကပြန်ရတဲ့အာဟာရဓာတ်နဲ့ကမမျှတပါဘူး။ဒါကြောင့်ဇီဂျိုရှိသူတွေအနေနဲ့ အချော်တက်လွန်ကဲတဲ့မမွန်တီကို အတက်နိုင်ဆုံးရှောင်ကြဖို့အကြံပြုပါတယ်။စီးကြောယောဂတဲ့တွေအနေနဲ့ဒီအသေးတွေကို မွေးနေ့ကိတ်လို့သဘောထားပြီးတခါတလေမှသာစားပေးသင့်ပါတယ်။နေ့တိုင်းစားပေးတာမျိုးကို လုံးဝရှောင်ရှားသင့်ပါတယ်။စီးကြောရှိသူတွေအနေနဲ့အစာအသောက်ကိုတေးချာဆင်ခြင်ပြီးနေသွားမယ်ဆိုရင် စီးကြောအမှတ်တွေ ကောင်းလာမှဖြစ်ပြီးယောဂအခြေအနေလည်းပြန်လည်တက်တာလာမှတေးချာပါတယ်။ဒါဆိုရင်ဒီနေ့ပြောပြသွားတဲ့ ဈေးကြောဖြစ်နေတဲ့သူတွေရှောင်တဲ့အသီးခုနှစ်မျိုးအကြောင်းကိုကျမ်းမာရေးဘူတုဒအနေနဲ့သိရှိသွားမယ်လို့ယူဆပါတယ်။နောက်အပတ်တွင်မှာလည်းလူကြီးမင်းတို့ရဲ့ကျမ်းမာရေးဆိုင်ရာဘူတုဒရစရာဗီဒီယိုတွေကိုအဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ Dan Medical Mystery Channel ကိုဆက်လက်စောင့်ကြည့်ပေးပါဦးခင်ဗျ။ကျွန်တော်တို့ရဲ့ Dan Medical Mystery Channel မှာတင်ဆက်ပေးနေသော ကျမ်းမာရေးဆိုင်ရာအကြောင်းအရာများသည့်ဆရာဝန်တွေကိုယ်တိုင်တီးဖြတ်ထားတဲ့ တိကျမှန်ကန်တဲ့သတင်းအချက်အလက်တွေသာဖြစ်တဲ့အတွက်မိษွေများအနေနဲ့ယုံကြည်စိတ်ချသောလေလာမှတ်သားနိုင်ပါတယ်။ The American Message YouTube Channel ကို Subscribe လုပ်ထားပြီး The American Message Facebook Page ကိုလည်း Like and Follow လုပ်ပေးထားဖို့တောင်းဆိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။